အားလုံးပဲမင်္ဂလာပါပြန်နေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာတော့ Excellent University တွေနဲ့ Force Hope များဆိုတဲ့ခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့မျှဝေပေးခြင်းပါတယ်လက်ရှိကိုရီးယားကိုအကြောင်းနဲ့ပတ်သက်ပြီးတော့လာခြင်းနဲ့ကျောင်းသူကျောင်းသားတွေအများကြီးအရင်အရင်စိတ်ဝင်စားနေတဲ့ အရန်ရန်ကိုပါ Islamic University ကိုပဲရှောက်ချင်ကြပါတယ်ဆိုတဲ့အခြေအနေတခုရှိနေတယ်ပေါ့ဒီအခြေအနေမှာနားလည်မှုလွဲပြီးတော့အကျောင်းသားတွေအနေနဲ့ငွေကြေးဆုံးရှုံးမှုတွေရှိနေတဲ့အခြေအနေတွေလည်းကျွန်တော်သိထားရတယ်ဒီအကျောင်းကနေပတ်သက်ပြီးတော့ကျွန်တော်ရှင်းရှင်းလင်းလင်းသိအောင်စဉ်းစားလို့ရအောင်မျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် Islamic University အကြောင်းကို အရေးဆုံးရှင်းပြပေးမယ်။ Agrolie ရဲ့အဆင့်ကိုပညာရေးဝန်ကြီးဌာနကနေပြီးတော့စီကံလိုက်နာမှုတွေနောက်ပြီးတော့ထိန်းချုပ်မှုအကောင်မှုတွေဒီလိုအခြေအနေပေါ်မှာအခြေခံပြီးတော့ဒီအကြောင်းတွေအကြောင်းတွေရဲ့ ranking တွေကိုသူတို့ပြန်ပြီးတော့သတ်မှတ်ပြီးတော့စစ်စစ်ထုတ်ပြန်ပေးတယ်။အဲ့လိုအခြေအနေမှာဒီအကြောင်းတွေဆိုရင်တော့အကြောင်းသားတွေအနေနဲ့အခွင့်အရေးတစ်ခုပို့ပြီးတော့ပေးတာမျိုးပေါ့။အဲ့လိုမျိုးအခြေအနေနဲ့ visa ကိုဖန်တီးပေးတဲ့အခြေအနေတွေရှိပါတယ်။ ဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှာ Excellent University ဆိုတာကမြန်မာကျောင်းစာရေးကြတယ်မှာအရင် hot မဖြစ်ခဲ့ဘူး။ဘာကြောင့်လဲဆိုတော့အရင်တော့အခြေအနေကကြတော့တိတ်ပြဿနာမရှိဘူး။ကျောင်းတိုင်းတခြား Excellent မဖြစ်တဲ့ကျောင်းတွေကိုလည်း try လို့ရနေတယ်ဆိုတော့အခြေအနေ ရှိတယ်ပေါ့နော်ဒါပေမဲ့ဒီတစ်ပြေးတစ်ပြေးနေကျွန်တော်တို့ visa ကအရန်အရန်ကြက်တဲခက်ခဲလာတဲ့အခြေအနေမှာတော့အကုန်လုံးက Iceland University ဆိုတဲ့လမ်းကြောင်းတစ်ခုကိုရွေးချယ်ကြတယ်အဲ့တော့ကျောင်းသူကျောင်းသားတွေအကုန်လုံးကလည်း Iceland University ကိုသွားချင်းနဲ့ရှောက်ချင်းနဲ့ဆိုတဲ့အဖြစ်တစ်ခုထွက်လာတယ်ပေါ့နော်နောက်ပြီးတော့ငွေကြေးဆုံးရှုံးမှုဖြစ်သွားတဲ့အခြေအနေတွေရှိတယ် Iceland University နဲ့ပတ်သက်ပြီးတော့တကယ်တကယ်ကျောင်းသားတိုင်းတိထားတင်တယ်ပေါ့နော်အခြေအနေမှန်တစ်ခုကိုကျွန်တော်ဒီဗီဒီယိုမှာ ပြောပြပေးမယ်နော်။နံပါတ်1အချက်အရေးကြီးဆုံးကဘာလဲဆိုရင်ကိုယ့်ရဲ့စေတမ်းအမှတ်ဒါမှမဟုတ်ပွဲအထူးအထူးအရေးကြီးတာတော့စေတမ်းအမှတ်ပေါ့။ဒါကအရင်အရေးကြီးပါတယ်။ဘာကြောင့်အရေးကြီးတာလဲဆိုတော့ကျွန်တော်ရှင်းပြ။အရင်တုန်းကကိုရီးယားကိုကျောင်းလာတည်ဆိုရင်သူတို့ကကျောင်းတက်ဖို့အတွက်ပတ်စံလုံလောက်တယ်မလုံလောက်ဘူး။အဲ့တော့ကောင်းကောင်းထောက်ပံ့နိုင်တယ်မထောက်ပံ့နိုင်ဘူး။အဲ့ဒီအခြေအနေတစ်ခုပေါ်မှာပဲဆုံးဖြတ်ပြီးတော့မှသူတို့ကဗီဇာကိုပေးတဲ့အခြေအနေ၊ကျောင်းဝင်ခွင့်ပေးတဲ့အခြေအနေရှိတယ်။ဒါပေမဲ့အခုလက်ရှိအခြေအနေမှာ အဲ့တိုင်မဟုတ်တော့ဘူးပြောင်းလဲသွားတဲ့အခြေအနေတွေဖြစ်လာတယ်။ဘာကြောင့်အမှတ်ကို highlight လုပ်ပြီးကြည်လာတာလဲဆိုတဲ့အခြေအနေကိုကျွန်တော်ရှင်းပြပေးမယ်။ဒီဘက်ကိုရောက်လာတဲ့ကျောင်းသားတွေမှာ G1 ပြောင်းသွားတဲ့ကျောင်းသားတွေအများကြီးရှိခဲ့တယ်။အဲ့ဟာဒီကျွန်တော်လက်ရှိ visa process ပေါ်မှာအကြီး impact ဖြစ်တယ်။ကျွန်တော်ဒီကျောင်းအနေနဲ့ပတ်သက်ပြီးတော့နောက်ထပ် video တစ်ခုလုပ်ပေးမယ်။အမှတ်အကြောင်းပြောရလို့ရှိတယ်။လက်ရှိကျောင်းတစ်ကျောင်းစင်းဂျင်းစီရဲ့ကျွန်တော်ဝင်ခွင့်ပေးမှုဆုံးဖြတ်တဲ့အခြေအနေကတော့မတူကြဘူး။ဒါပေမဲ့အားလုံးအခြေခံပြီးတော့ဆုံးဖြတ်မှာပါလဲဆိုတော့အမှတ် လို့လို့ပါတယ်။ဘာကြောင့်လဲဆိုတော့တို့အမှန်နဲလို့ရှိရင်ဒီចောင်းသူចောင်းသားဒီပညာရေးပေါ်မှာစိတ်ဝင်စားမှုရှိခဲ့တာမဟုတ်ဘူး။ဒီចောင်းဗီဇာကို option တစ်ခုအနေနဲ့ယူပြီးတော့ပြီးရင်တခြားဗီဇာကိုကူပြောင်းသွားမှာမလား။ဒီចောင်းသားတကယ်ចောင်းတက်ချင်တာလားပညာဒီလမ်းចောင်းကိုတကယ်လျှောက်ချင်တာလားဆိုအဲ့ဒီ process ကိုတို့အခြေခံပြီးစဉ်းစားကြည်ဝန်ပြောင်းခဲ့တဲ့ process တွေမှာလည်းအများစုဒီအမှန်နဲပြီးအဲ့လိုလုံသွားတယ်။ရာခိုင်နှုန်းကများနေတာကိုတော့တွေ့ရတယ်။အဲ့လိုအခြေအနေចောင်းလက်ရှိမှာចောင်းနေတန်ယုံနေကနေပြီးတော့ ဆယ်တန်းအမှတ်ပေါ်မှာအများကြီးကဲဖြစ်လာတဲ့အပိုင်းလေးဖြစ်လာတယ် officially ရဘယ်နှမရမှာဆိုပြီးတော့တရားဝင်ထုတ်ပြန်ထားတာမျိုးတချို့ကျောင်းတွေမှာမရှိပေမဲ့ Islamic University ကို short ချင်နေဆိုရင်ကိုယ့်ရဲ့အမှတ်တည်အနည်းဆုံး360ဟန်380အတွင်းတော့အနည်းဆုံးရှိရမယ်ကျွန်တော်တို့360 380မှာမရှိဘူးဆိုလို့ရှိရင် Islamic University try ဘောလုံးဝအဆင်မပြေအဲ့အမှတ်လောက်မရှိဘဲနဲ့ agency တွေကရတယ်သူတို့လျှောက်ပေးမယ်ဆိုပြီးတော့အဲ့လည်းအဆင်မပြေဘူးဘာလဲဆိုတော့ တကယ်တမ်း interview process ကိုရောင်းရင်တောင်မှကြောင်းနေရာဘုံမပေးမှာမဟုတ်ဘူးအဲ့တော့ခင်ဗျပတ်စံကုန်တာပဲဖတ်တင်ပါအဲ့ဒီတော့ကျွန်တော်ကတော့ isn't la ဆိုတဲ့ option တစ်ခုကိုမရွေးစေချင်ဘူးတကယ်လို့ agency ကရှောက်ပင်းနေတော့မှကျွန်တော် interview process မှာပြုတ်ကြ99%တည်တည်ကြတယ်ဘာကြောင့်လဲဆိုတော့ကြောင်းနေရာသူတို့ရဲ့ rank ကိုမနှိမ့်စေချင်ကိုရီးယားပြည်တွင်းမှာတက္ကသိုလ်ကျောင်းသားဦးရေကအရန်ရှားနေတယ်ရှားနေတော့နိုင်ငံခြားတက္ကသိုလ်ကျောင်းသားတွေကိုအခြေတည်ပြီးတော့လက်ခံပြီးတော့တက္ကသိုလ်တွေကရှေ့ဆက်နေရတဲ့အပိုင်းကြီးရှိတယ် relief လုပ်နေရတယ်တက္ကသိုလ်တွေကသူတို့ရဲ့အကြောင်းကဒီလိုမျိုး G1 ပြောင်းလာတယ်ရောစီယံလိုက်နာဒီလိုမျိုးចောင်းသူចောင်းတာလည်းများနေတယ်ဆိုလို့ရှိဒီတနိုင်ငံတည်းရဲ့လူကကြပေမဲ့ဒါပေမဲ့ဒီចောင်းကဆိုရယ် rate ကပါသွားမှာ rate ကျသွားပြီဆိုလို့ရှိရင်တခြားနိုင်ငံကចောင်းသားတွေပါလက်ခံဖို့ခေါ်ဖို့ကသူတို့လောကကနေစကားပြောမယ့်အပိုင်းအများကြီးဖြစ်လာတယ် rank ကျသွားရင်သူတို့ကအကန့်အသတ်ကြရဲမှာလက်ခံရမယ့်အပိုင်းတွေရှိလာအဲ့ဒီတော့အမှန်နေတယ်ဆိုလို့ရှိရင်ဝင်ခွင့် ပေးမှာမဟုတ်ပါဘူးဒုတိယတစ်ချက်ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်အသက်ចောင်းသားတွေအနေနဲ့အသက်ကလည်းအရေးကြီးတဲ့ option တွေမှာပါလာပြီအရင်တော့ကတော့အရင်အရင်အရေးကြီးတဲ့အချိန်မှာပါဘူး30 33မိန်းကလေးတွေဆိုလို့ရှိရင်30 33 34 35ဝန်းကျင်လောက်အထိခေါ်ပေးတာတွေကိုကျွန်တော်တွေ့ဘူးတဲ့ကျွန်တော်အဲ့နောက်ပိုင်းမှာ G1 ပြောင်းတဲ့အခြေအနေတွေနဲ့ပြောင်းလဲတခုဖြစ်ခဲ့တယ်ပေါ့ ဗီဇာဆုံးဖြစ်တဲ့ process မှာအဲ့ဒီအကြောင်းလက်ရှိမှာအသက်ကိုလည်းကြည်လာတဲ့အခြေအနေတခုဖြစ်လာတယ်။ဘာကြောင့်အသက်ကိုကြည်လာလဲဆိုတော့ခုနအမှတ်ကိုအခြေခံသလိုပဲလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေကလည်းဒီဘက်ကလူတွေလာဝကတွေအကြောင်းကြီးရတယ်တီတန်တော့တော်တော်များများကတီထားပြီအဲ့တော့လူတွေကကျွန်တော်တို့စီအကြောင်းသူကျောင်းသားတွေဘာလဲမြန်မာနိုင်ငံကနေပြီးကိုရီးယားနိုင်ငံကိုလာရဖို့ကျောင်းသားဗီဇာ option ကိုရွေးချယ်ပြီးဒီဘက်မှာတော့ရောက်လို့ရှိရင်တခြားတမျိုးပြောင်းသွားတယ်ဆိုတဲ့အခြေအနေကိုသူတို့ကောင်းကောင်းနားလည်လာပြီအသက်က ပညာအေးလမ်းကြောင်းလေးမှမရှိနေဘူးဥမာအသက်30ဆိုပါဆိုဗျာအသက်30ကိုဒီလူက10တန်းအောင်နေရှောက်တယ်နောက်ပြီးတော့ကျွန်တော်တို့ဒီဂျားရဲကကပ်ကြီးကအကြီးပဲအဲ့တော့10တန်းအောင်ပြီးရဲ့အား2 6နှစ်ရှင်နကိုနေဆန်နဲ့အိတ်ကာလာမှာဒီလူကဘာမှမမေရရမပြနိုင်ဘူးဒါမှမဟုတ်လို့ရှိရင်အလုံးလုံးနေတယ်ဒါဆိုလို့ရှိရင်ဒီလူကပညာရေးလမ်းကြောင်းပေါ်မှာအာမှုစုဆိုင်မှုအိတ်လောက်မရှိဘူးလို့သူတို့ယူဆနိုင်တယ်။တာယုံကလည်းလက်ရှိမှာအဲ့ဒီအခြေအတေပေါ်အခြေခံပြီးတော့ဆုံးဖြတ်နေတဲ့အပိုင်းလည်းကျွန်တော်တို့အများကြီး တွေ့နေရတယ်။ဒါကြောင့်လို့ဒီအသက်ကလည်းပဲအရေးကြီးတဲ့အပိုင်းတွေမှာပါတယ်။24 26လောက်ဒီအဆင်ပြေနိုင်တဲ့ theme ရှိတယ်လို့ကျွန်တော်အနေနဲ့ယူဆတယ်။အသက်အကြီးဆုံးဆိုရင် ပေါ့နော်24 26ဆိုရင်တော့မနေ့နေ့ရာခိုင်နှုန်းတစ်ခုများတဲ့ theme တော့ပါသွားပြီ။ Prime Solution Prime လို့ရနိုင်တဲ့အခြေအနေတွေမှာတော့အကျုံးဝင်နေတယ်လို့ဒါကျွန်တော်အနေနဲ့ယူဆတယ်။အဲ့ဆက်ကြည့်သွားတဲ့အသက်တွေဆိုရင်ခုနကလို education education background ပုံမှာသူတို့နေတဲ့တန်တရားဝင်နေ။ဘာကြောင့်ဒီတန်ကောင်ကိုခုမှလာချင်တာလဲ။ရှင်းတယ်။ နိုင်ငံရေးကြောင့်လာမယ်ဆိုတဲ့အခြေအနေတစ်ခုကိုသူတို့ကကောင်းကောင်းကြီးနားလည်သွားပြီအဲ့ပုံမှာအများကြီးသူတို့ view site သွားတဲ့အခြေအနေတွေရှိတယ်ဒါကြောင့်မလို့အသက်ကလည်းအရေးကြီးတဲ့အပိုင်းခြားတစ်ခုတွေမှာပါနေပြီဆိုတော့ကျွန်တော် တတိပေးချင်ပါတယ်တတိယအချက်ကတော့ဘာလဲဆိုလို့ရှိရင် education gap education gap ကဆရာအောင်နေနှစ်နဲ့လက်ရှိကျွန်တော်တို့ဒီဘက်ကိုအကြောင်းလျှောက်တဲ့နှစ်ကြာရ gap ဒါမှမဟုတ်လို့ရှိရင်ဖွဲ့ရပြီးသားတဲ့ gap ဒီကြားထဲမှာတချို့ကျောင်းတွေကတော့ဥပမာဆရာအောင်ပြီးနှစ်နှစ်အတွင်းရှိမယ်ဆိုလို့ရှိရင်လက်ခံပေးတာမျိုးသုံးနှစ်အတွင်းရှိရင်လက်ခံပေးတာမျိုးဒါမှမဟုတ်လို့ရှိရင်လွန်ခဲ့တဲ့နှစ်နှစ် လုံငယ်တဲ့၃နှစ်ကမှဘွဲရထားတဲ့သူမျိုးတော့မဟုတ်ရင်ခုနပြောသလိုလုံငယ်တဲ့၂နှစ်လုံငယ်တဲ့၃နှစ်ကမှဆယ်တန်းအောင်ထားတဲ့သူမျိုးဒီလိုမျိုးအချက်ဒီပေါ်မှာအခြေခံပြီးတော့ရွေးချယ်တယ်ဒီเจ้าမှလာတက်ချင်တဲ့เจ้าသူเจ้าသားဒီပညာရေးနှစ်ပင်နဲ့အရင်အလန်းကွာနေရဆိုရင်တို့ဒီတကယ်เจ้าတက်ချင်လို့ဒီဘက်ကိုလာတာမဟုတ်ဘူးလို့တို့လည်းရှိမှာ အများကြီးသုံးသပ်နေတဲ့အပိုင်းကြီးရှိပါတယ်နံပါတ်၄အချက်ဒီအချက်ကတော့ဗာလဲဆိုလို့ရှိရင်ကျွန်တော်တို့ language ဘာသာစကားနဲ့ပတ်သက်ပြီးတော့လေအရေးကြီးတဲ့အတိုင်းအတာတစ်ခုတွေမှာတော့ပါလာပြီအရင်တော့ကတော့သိပ်ပြဿနာမရှိဘူးပြပေါ့ဆိုတော့ကျွန်တော်တို့က D4 ကိုလေ့လာမှဖြစ်တဲ့အတွက် D4 visa နဲ့လျှောက်တယ်ဆိုလို့ရှိရင်ဘာကြောင့်လျှောက်တာလဲဆိုရင်ကိုရီးယားမှာလာပြီးတော့သူတို့ရဲ့ language and culture ကိုကျွန်တော်တို့လေ့လာခြင်းနဲ့ visa လေ့လာရမယ် visa ဖြစ်တဲ့အတွက်သိပ်ပြီးတော့ပြဿနာမရှိဘူးစကားမရသေးလေโอเคတယ်အဲအဲ့မှာမှာအခြေအနေကဘာလို့ဆိုလို့ရှိရင် ဒါဘာလို့မဆိုပေါ့နော်ကိုရီးယားကိုကြောင်းတက်ဖို့သူဘာပြင်ဆင်ထားလဲဆိုရင်ကိုရီးယားစကားကိုရထားတယ်ဟာကိုရီးယားစကားတော်တယ်ဒါဆိုလို့ရှိရင်သူတို့အနေနဲ့အာသူဒီလမ်းကြောင်းမှာတကယ်ရှိထားတာပဲသူဒီကိုတကယ်လာခြင်းနဲ့အတွက်စူးစမ်းခဲ့တာပဲဆိုတော့ဒီ feeling ကိုရတယ်ပေါ့နော်လုံးဝကြီးမရတာမျိုးမဟုတ်ဘဲနဲ့အတိုင်းအတာတစ်ခုအထိတော့ရဖို့ပြင်ဆင်သင့်တယ်လို့ကျွန်တော်အနေနဲ့တော့အကြံပေးခြင်းနဲ့ဒီလိုမျိုးပြောနိုင်တယ်ဆိုလို့ရှိရင်ဒါ interview ကအရန်ကြိုက်တဲ့အချက်တည်းမှာ ါတယ် number 5အချက်ဒီအချက်ကတော့အရင်အရင်အရေးကြီးတယ်မရှိရ process တွေကိုအောင်ပေးတဲ့လူတွေဒီ interview process ကိုရောက်မှာ interview ရဲ့အချိန်မှာကျွန်တော်တို့ view ဆဲမဲ့အပိုင်းရှိတယ်တန်ယုံကို human ni အချိန်နဲ့အကြာကြီးလည်းပြတ်စရာမလိုအများကြီးလည်းပြတ်စရာမလိုပြတ်စရာလည်းမလိုဘူးဆိုတဲ့အချိန်နေနဲ့သူကဖန်တီးတာဖြစ်တဲ့အတွက်ကျောင်းနေသည်အရင်တာဝန်ယူမှုတာဝန်ခံမှုသူတို့ပုံမှာအများကြီးရှိတယ်ဗီဇာ process အတွက်ရောသူတို့ကျောင်းကို ဝင်ခွင့်ပေးဖို့အတွက်ရောပေါ့ interview process ကဘာကြောင့်အရေးကြီးတာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောရမယ်ဆိုရင် interview ရဲ့အချိန်မှာတို့အဓိကမေးမှသည်ကျွန်တော်တို့ရဲ့ biography education pathway ကျွန်တော်တို့အကြောင်းသူမေးမယ်ကိုယ့်အကြောင်းကိုပြောတဲ့အခါမှာဒီကျောင်းသားဒီ pathway ဒီ education line အကြောင်းပုံမှာရှိနေလားမရှိနေဘူးလားဆိုတာကိုကျွန်တော်တို့အတိုင်းအတာတစ်ခုစုံဖြတ်နိုင်တယ်ကိုကိုမိတ်ဆက်ကိုကိုပြောမယ်ဒီလူပါလီလုံနေတာလဲလက်ရှိဘာကြောင့်ကိုရီးယားကိုသူက လာခြင်းရတာလဲဆိုတဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ဆုံးဖြတ်မယ်ပေါ့နော်အဲ့တော့ကိုကိုဖိတ်ဆက်ရတဲ့အပိုင်းလေးရှိမယ်ဒါ interview round မှာပါနိုင်တဲ့မေးခွန်းတစ်ခုကိုကျွန်တော်ပြောပြပေးတာသေစိတ်ပြင်ဆင်ရမယ့်အပိုင်းတွေတော့ရှိတယ်အဲ့တော့ကျွန်တော် agency မှာတော့ AI နဲ့ပတ်သက်ပြီးတော့သေစိတ် train ပေးလိမ့်မယ် interview ကနောက်တစ်ချက်ကပါလဲဆိုရင်ကိုယ့်ရဲ့မိသားစုနဲ့ပတ်သက်ပြီးတော့မေးလိမ့်မယ် အဓိကတို့ရောဘာလို့သိကျင်တာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီចောင်းသားကိုရီးယားမှာចောင်းတက်ဖို့အတွက်နောက်ကမိသားစုဒီထောက်ပံ့နိုင်လောက်တဲ့ဝင်ဝင်ရှိရလားထောက်ပံ့နိုင်လောက်တဲ့အခြေအနေရှိရလားဒီမိသားစုကဝင်ဝင်ရလမ်းကြောင်းတွေခိုင်မာရလားအဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ဆုံးဖြတ်မယ်ဒါနဲ့အဲ့ဒါကြောင့်ကျွန်တော်တို့မိသားစုဝင်တွေအကြောင်းမေးမယ်မိသားစုရဲ့အကြောင်းမင်းမိသားစုရဲ့စီးပွားရေးအကြောင်းတွေကိုမေးနိုင်တယ်နောက်တစ်ခုကတော့ interview ဖြစ်တဲ့အချိန်မှာ အရင်စိတ်မလှုပ်ရှားဘူးအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကြိုးပြီးတော့လေ့ကျင့်ရင်လည်းလေ့ကျင့်ဖို့လိုရင်လည်းကျွန်တော်တို့လေ့ကျင့်ရမယ်ကိုယ့်ကကိုယ်နီးလန်းရှားမှာပေါ့ကိုယ့်ရအနေချက်အသားချက်ပေါ်မှာအခြေခံပြီးတော့ emotion အရင်များလို့မရပါဘူးတခြားနိုင်ငံတစ်ခုကိုသွားပြီးတော့ပညာတင်မှာဖြစ်တယ်တော့တခြားနိုင်ငံကိုသွားပြီးဆိုလို့ရှိရင်ခုနပြောသလိုပဲလူမျိုးတွေဘာသာစကားတွေပတ်သူတဲ့ပတ်ဝန်းကျင်မှာကိုယ်ကိုယ်ပိုင်တယောက်တည်းကျက်တည်နိုင်ရမယ်ဘာလို့ဆိုကျွန်တော်နိုင်ငံသားကိုကြောင်းသွားတက်မယ်ဆိုလူတိုင်းကဒါတွေအတွက်ပြင်ဆင်ထားရမယ် ဒီလိုအခြေအနေတွေကိုရှင်းဆိုင်ဖို့အတွက်ဒီအင်တာဗျူးမှာတော့ချိန်ကန်ပြီးလက်ကန်ပြီးတမမို့အရင်စိတ်လှုပ်ရှားပြီးတော့တုံလှုပ်ပြီးစကားတွေမှားပြောတာမျိုးနောက်ပြီးလို့ရှင်မေးရတခြားဖြေရတခြားပြောတာမျိုးအာတခုခုမေးတယ်ဆိုသူတို့လိုချင်တဲ့သူတို့သိချင်တဲ့အဖြေမပြောနိုင်မင်းနဲ့ကိုဘယ်ရောက်ကမှမသိတာမျိုးအင်တာဗျူးရဲ့အခြေမှာအင်တာဗျူးက minus ပေးနိုင်တယ် သုံးသပ်နိုင်တဲ့အခြေအနေတွေဖြစ်တယ်။ခြားပိုင်းတွေမှာတိတ်ပြီးပြဿနာမရှိတော့ပေမဲ့ Islamic University တွေမှာ interview process တွေအရင်အရင်အရေးကြီးတယ်။ interview အတွက်တိတ်တိတ်ခြားခြားလေ့ကျင့်ဖို့လိုရင်လေ့ကျင့်ပါပေါင်းဆိုကျွန်တော် interview က9မိနစ်အလုံးစုံကြာ9မိနစ်10မိနစ်တက်ပို့မကြောက်ဘူးဘယ်သူမှ8ထပ်ပို့ကြာပြီးတော့မပြူဘူးဒါပေမဲ့သူတို့မှာ psychology trick တွေရှိတယ် interviewer က interview ရဲ့အတွေ့အကြုံများရင်များသလိုဒီလူចောင်းသူចောင်းသားရဲ့ဖြေပုံဖြေပုံမှာကြည့်ပြီးတော့ ောချက်ချသွားနိုင်တဲ့အခြေအနေတွေအများကြီးရှိတယ်ချူတင်ပြစင်ထားဖို့လိုတယ်အဲ့တော့ Islamic University ကိုရောက်ပြီဆိုလို့ရှိရင်တက်ကြရဲဆိုရင်ဘေးချင်းမှာပြုတ်ကြလဲဆိုရင် interview ရဲ့အစမှာပြုတ်ကြတဲ့အခြေအနေတွေအများကြီးရှိပါတယ်ဒုတိယတစ်ချက်ကတော့ပါလဲဆိုလို့ရှိရင် Islamic University ကိုရောက်တိုင်းပြီးသားရမှာလားဆိုတော့လေဒါလည်းဟုတ်ပါအဲ့တော့တာမန်ကျောင်းအနေနဲ့စာလို့ရှိရင် Islamic University ကတော့ရပို့ရခိုင်တော့ပို့ပြီးတော့အသားချက်ရှိတယ် သူဝင်သွားညာလိုက်ပဲသူလည်း100%ဗီဇာရမယ်လို့အမှခံတယ်အခြေအနေမျိုးတော့မဟုတ်ဘူးဒါပေမဲ့သူရဲ့ standard တစ်ခုကမြင့်တယ်ဒါကြောင့်ပို့ပြီးတော့ဗီဇာရနိုင်ဖို့ခွန်လန်တစ်ခုရခိုင်းလို့များတယ်ဒါကြောင့်ကျွန်တော်ဒီနေ့မျှဝေပေးခဲ့တဲ့၅ချက်ကိုတည်တည်ချာချာတုံးသက်စဉ်းစားဖို့လိုပါတယ်အဲ့တော့ကိုယ်မှာအဲ့ဒီအခြေအနေတွေမရှိနေဘူးဆိုလို့ရှိရင်တခြားအကြောင်းကိုပဲ try ပြီးတော့တခြားကိုယ်နဲ့အဆင်ပြေမယ့် agency မျိုးကိုတကယ် supportive လုပ်နိုင်တဲ့ agency မျိုးကိုရွေးချယ်ဖို့တော့ကျွန်တော်အကြံပေးချင်တယ် ဘာကြောင့်လဲဆိုတော့ကျွန်တော်လက်ရှိမှာအချုံတူချုံသားရဲ့လာပြောတဲ့ထင်မှာခုနပြောသလိုပဲအီဇန်နဲ့ပတ်သက်ပြီးနားလည်မှုကြီးလွယ်နေပြီးတော့အတီလို့တော့လကောင်းအချို့လည်းတီတီနဲ့တော်တော်လကောင်းဒီပုံမှာလေဝတ်တွေရှိနေတဲ့အတိုင်းဒါလေးတွေ့နေရတဲ့အတွက်ကျွန်တော်ပြောပြပေးရဖြစ်ပါတယ်ကျွန်တော်ဒီနေ့မျှပေးခဲ့တဲ့ Islam University နဲ့ပတ်သက်တဲ့အကြောင်းအရာနားချက်ကိုကောင်းကြီးသဘောပေါက်လိုက်နားလည်လိုက်မယ်လို့ပြောလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်